ရှင်ဗျာတဲ့တပည့်တို့ရွာဘက်မှာဗျာစင်းတူလေးတွေမဲလိုက်ပါတယ်ပောက်တဲ့သူတွေကဖရာတဲမှာလက်စွပ်ရွှေပါတယ်ဆိုပြီးဖရာကောင်းတွေ ပြတ်တဲ့သူတွေများနေပါတယ်သူတို့တွေသိအောင်မင်ကြားပြတော်မူပါအောင်ဗျာလို့လာရောက်ပြီးတော့မှမိထားတာလေးရှိပါတယ်ဟုတ်ဖရာမဲဖောက်တဲ့အခါမှာဒီဖရာတဲမှာလက်စွပ်တွေရွှေတွေ ပါတယ်ဆိုပြီးတော့အားလုံးကလည်းဝိုင်းပြီးအဲ့ဒီဘုရားကို ကောင်းတွေဖြတ်ကြဟောက်ကြပေါ့လေဒီလိုနေမှာပေါ့အဲ့ဒီလိုလှုပ်လိုက်တဲ့အခါမှာ သူတို့တွေတီအောင်ပြောပြပေးပါအောင်လို့လာရောက်ပြီးတော့မှမေးထားတာဖြစ်ပါတယ်မြတ်စွာဘုရားရဲ့ရုပ်ပွားတော်တွေဇေဒီတွေပုံတော်တွေဟာကိုကိုကိုရင်ကိုကိုွယ်တယ်လို့ကိုယုံကြည်ရင်ကိုယုံကြည်တယ်လို့ကိုကြံစည်ရင်ကြံစည်တယ်လို့ကုသိုလ်တွေအများကြီးရပါတယ် မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေဟာအစိန်တရားဂုဏ်တော်အပမေယဂုဏ်တော်ရှိတယ်။မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေဆိုတာအစိန်တရားတဲ့။ကြံစီလို့မရဘူးအပမေယဘာနဲ့မှနိုင်ရှင်လို့မရဘူးအမတန်ကို ကြီးကျယ်မြင့်မြတ်တယ်တဲ့။မြတ်စွာဘုရားရဲ့ပုံတော်ကိုဂုဏ်တော်တွင်းပြီးတော့ကြီးညိုဥခိုက်တဲ့ပုံကိုယ်တွေကလည်းပဲဒီဂုဏ်တော်တွေအတိုင်းပဲအစိန်တရားကြံစီလို့မရတဲ့ကုသိုလ်မျိုးတွေအပမေယနိုင်ရှင်လို့မရတဲ့ကုသိုလ်မျိုးတွေရရှိပါတယ်တဲ့။အဲ့လိုမဟုတ်ဘူးမြတ်စွာဘုရားရဲ့ ပုံတော်ရုပ်ပွားတော်တွေကို နော်ဒီတခဏစာတဘောစာရလိုမှုနဲ့ဖြက်လိုဖြက်စည်းလုပ်တဲ့ပုံကိုများကြတော့အားလုံးသိတယ်အရန်ကိုကြီးလေးတဲ့ကံ၅ပါးပေါ့ပင်စာနန္တရိယကံ၅ပါးဆိုတာရှိပါတယ်မာတုဂါရကပိတုဂါရကအရန္တဂါရကအလောဟိတုပ္ပါရကတန်ခဘေရကပင်စာနန္တရိယကံ၅ပါးရှိပါတယ်အမေကိုတတ်ခြင်း အဖေကိုတတ်ခြင်း ရန်တာကိုတတ်ခြင်းတန်ခါအသိခွဲခြင်းဘုရားကိုသွေးစင်းတယ်အောင်ပြုခြင်းပေါ့အခုဘုရားရဲ့ရုပ်ပွားတော်ကတော့အသက်မရှိပေမဲ့လည်းပဲမြတ်စွာဘုရားအမတ်နဲ့မဲဖောက်တာဆိုတော့ခေါင်းဖြတ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့သွားတူတာပေါ့အဲကြောင့်ပြောချင်တာကကိုယ့်ရဲ့စိတ်နေစိတ်ထားကအဓိကပဲကိုဒီဘုရားရဲ့ဂုံတော်တွေကိုဘုရားရဲ့ပုံတော်တွေဘုရားရဲ့ရုပ်ပွားတော်တွေကိုဂုံတော်သွင်းပြီးတော့မှကြီးညိုမယ်ဥခိုက်မယ်ပွားများမယ်ဆိုရင် မကြံစီနှလောက်တဲ့ကုသိုလ်တွေမနှိုင်းရှင်နိုင်လောက်တဲ့ကုသိုလ်တွေရပါမယ်လို့ဒီပုံတော်ဒီရုပ်ပွားတော်တွေကိုဖျက်လို့ဖျက်စီးလုပ်မယ်ဆိုရင်တော့အယံကိုအပြစ်ကြီးလေးသွားမှာဖြစ်ပါတယ်ပင်စာနန္တရိယကနီနီလောက်အပြစ်ကြီးသွားမှာဖြစ်ပါတယ်လူတွေဘာလုံးလို့ပေါ့နော် စေတနာကမ္မံဘိကဝေတဲ့စေတနာကောင်းရင်ကံကောင်းမယ်ဆိုတဲ့အတိုင်းပဲစေတနာဆိုရင်လည်းပဲကံဆိုးမှာဖြစ်ပါတယ်လူတွေဘာဖြစ်လို့ကံမကောင်းကြတာလဲဆိုတော့စေတနာဆိုးလို့ စေတနာဆိုးတဲ့အတွက်အလုတ်ကလည်းမကောင်းဘူးနေရကလည်းမကောင်းဘူးဒီလိုဖြစ်တတ်ပါတယ်ဒါနဲ့ဆက်ဆက်ပြီးတော့တခါတုန်းကเจ้าနိုင်ဆရာတော်ကြီးထံကိုတခါနှစ်ယောက်ရောက်လာတယ်အဲ့ဒီတခါနှစ်ယောက်ကပထမရောက်လာတဲ့တခါကစံကုံတယ်ပေါ့စံတေကိုကုတန်းရောင်းဝယ်တဲ့ကုံတယ်ရဲ့နောက်ရောက်လာတဲ့ကုံတယ်ကဒီနွားတရေကျွဲတရေတွေကိုကုံရောင်းကုံဝယ်လုပ်တဲ့ပုံကိုရင်ဆိုပြီးတော့ဆရာတော်ထံကိုနှစ်ယောက်ရောက်လာပါတယ် ရောက်လာတော့စံကုံသေးကိုကျောင်းပေါ်မှာတိတ်တယ်ကျောင်းပေါ်မှာထားတယ်ကောင်းကောင်းမွန်မွန်ထားတယ်ပေါ့ဒီတရေကုံသေးကိုတော့မီတင်းကုတ်ထဲမှာစဖိုးဆောင်ထဲမှာထားထားတယ်ပေါ့ဒါသူတို့တွေတ냐အိပ်ပြီးတော့ခရီးဆက်စရာရှိတာဆက်ကြပါတယ်ခရီးဆက်ပြီးတော့စံကုံသေးကစံနေတင်းပြီးတော့ပြန်လာဘုန်းကြီးကျောင်းမှာဝင်တယ်တရေကုံသေးကလည်းပဲတရေအမြောက်များဝယ်ပြီးတော့ ဘုန်းကြီးเจ้าမှာဝင်တဲပါတယ်။အဲ့ဒီတော့ဘုန်းကြီးကဒီတခါကျတော့တရေကုံတဲကိုဘုန်းကြီးเจ้าပေါ်မှာကောင်းကောင်းမွန်မွန်ထားတယ်။ကောင်းကောင်းမွန်မွန်တိတ်တယ်။ကောင်းကောင်းမွန်မွန်ကျွေးတယ်။ဘိုးဆန်းကုံတဲကိုကြတော့ဟိုမိဖို့ကြောင့်တဲမှာစဖိုးဆောင်တဲမှာပြာပုံတော်တဲမှာတိတ်တယ်။ဒါနဲ့ဒီနေ့ရောက်ကနားမလဲဘူးပေါ့။ရှင်ဘုရားတဲ့တပည့်တော်ဒီဘက်ကနေအောက်ပိုင်းကိုဆင်းတော့ဆရာတော်ကတပည့်တော်ကိုကြတော့เจ้าပေါ်မှာတိတ်တယ်เจ้าပေါ်မှာထားတယ်။ ဒီတရေကုံတဲ့ဦးတော့မီတင်းကုတ်ထဲမှာစပိုဆောင်ထဲမှာထားတယ်အခုကျတော့တပည့်တော်ကိုမီတင်းကုတ်ထဲကိုပို့တယ်ဟိုတရေကုံတဲ့ဦးကျတော့အဲဆရာတော်ရဲ့အကြောင်းပေါ်မှာထားတယ်အကြောင်းပေါ်မှာတိတ်တယ်ဆိုတော့ဒါဘာကြောင့်များလဲလို့ဆရာတော်ကိုရှောက်ကြတယ်ပေါ့နော်အဲ့တော့မှဆရာတော်ကဒီမင်းတို့ရဲ့စိတ်နေစိတ်ထားကြောင့်မင်းတို့ရဲ့စေတနာကြောင့်ဒီလိုနေရာပေးရတာဖြစ်တယ်ဒါကိုဟိုတကာနှစ်ယောက်ကနားမလဲဘူးအရှင်မြတ်ဘာပြောတာလဲဖေဟာမိန့်ပေးပါအောင်ဖေဟာဆိုတော့ ဒီလိုกว่าတဲ့စံကုန်တယ်ဖြစ်တယ်မင်းကစန်ဒီရောင်းဝယ်ဖောက်ကားဖို့အတွက်နော်အောက်ပိုင်းကိုဆင်းတယ်ဆင်းတဲ့အခါမှာမင်းရဲ့စိတ်နှလုံးသားထဲမှာဘလို့မြစ်တာပို့မလဲလို့ဆိုရင်ဘလို့စိတ်ကူးကြံစီမလဲလို့ဆိုရင်စံရီစပါးတွေပေါ်ပါစေတီးနာနေအထွက်တိုးပါစေရောင်းပန်းဝယ်ပန်းလှပါစေလို့မင်းစိတ်ထဲမှာအဲ့လိုမရှိဘူးလားလို့ဆိုတော့ရှိပါတယ်ဗျာတပည့်တော်အဲ့လိုမြစ်တာပို့ပြီးတော့သွားပါတယ်တဲ့အေးအဲ့တော့မင်းစေတနာကောင်းနေတာပေါ့တဲ့ မင်းစေတနာကောင်းတဲ့အတွက်မင်းကငါကြောင်းပေါ်မှာတိတ်တာပေါ့တဲ့ဟိုတရေကုံတွေကကြတော့ဒီကနေအောက်ပိုင်းကိုဆင်းတဲ့ခါမှာသူကတရေသွားဝယ်မှာ ဖြစ်တဲ့အတွက်ကျွဲတွေနွားတွေများများကြီးတေကြပါစေလို့သူ့စိတ်ကားဒီလိုဖြစ်လိမ့်မယ်ဖြစ်တယ်မလားလို့တရေကုံတွေကိုမေးတော့လေမမဖေဖြစ်ပါတယ်ဖေအမှန်တိုင်းရှောက်ကြတယ်ပေါ့နော်ဒါကြောင့်မင်းရဲ့စိတ်ဓာတ်ကယုံညံ့နေလို့မင်းကိုဟိုမြို့ပေါ်ဆောင်ထဲမှာစပိုးဆောင်ထဲမှာနေရာပေးတာပေါ့ကွယ်တဲ့ ောဘက်ကနေပြန်လာတဲ့ခါမှာစံနေတင်ပြီးတော့ပြန်လာတော့စံကုန်တဲကဘာဖြစ်လို့မိဖို့ဆောင်ထဲမှာတိတ်ရတာလဲလို့ဆိုရင်စံကုန်တဲကစံနေများကြီးတဲလာတဲ့အတွေ့သူ့ရဲ့စိတ်ထဲမှာဟိုဘက်ကလူတွေဟောလာစံရီစပါးတွေရှားပါစေမိုးလေဝသတွေခေါင်းပါစေသီးနှံတွေအထွေမတိုးပါစေနဲ့ဒီလိုသူ့စိတ်ထဲမှာရှိလိမ့်မယ်ဒါမှသူ့ရဲ့စံနေရောင်းကောင်းပါဦးဗျနော်သူ့ရဲ့စံနေရောင်းကောင်းပါ ဟိုတည်ကုံတွေကတော့ဖြင့်ဟိုဘက်ကနေတည်ရီတွေဝဲပြီးတော့ပြန်လာတော့ဒါဟိုဘက်ကိုဘယ်လိုမြစ်တာပို့မလဲလို့ဆိုရင်ဟိုဘက်ကအဲနွားတွေကျွဲတွေအဲကြမ်းမာပါစေအသက်ရှည်ပါစေမြစ်တာပို့မှာပေါ့ဒါမှသူ့ရဲ့တည်ရီတွေကမြန်မြန်ရောင်းရမှာလေအဲ့တော့ဒီနှစ်ယောက်ရဲ့စိတ်နေစိတ်ဓာတ်ဟာအသွားနဲ့အပြန်နဲ့မတူပါဘူးဒါကြောင့်မို့လို့ဆရာတော်ဘုရားက စေတနာကောင်းတဲ့ပုံကိုယ်တွေကို သူတို့ရဲ့စေတနာအလိုက်နေရာကောင်းမှာထားတယ် အစားကောင်းတောက်ကောင်းတွေကျွေးတယ်ဒီလိုပြောပြပါတယ်။အကြောင်းဘုံဘုံပြောချင်တာကတော့စေတနာကောင်းတဲ့ဘုရားရုပ်ပွားတော်တွေကိုကိုးကွယ်မယ်စီကမယ်ဆိုရင်စောနာကပြောသလိုပဲမကြံစီနေလောက်တဲ့ကုသိုလ်တွေမနိုင်ရှင်နိုင်လောက်တဲ့ကုသိုလ်တွေအများကြီးရရှိမှာဖြစ်ပါတယ်။အဲ့တော့စေတနာဇိုးနဲ့ဖြက်လို့ဖြက်စီပြမမိမယ်ဆိုရင်တော့မကောင်းတဲ့နေရာမကောင်းတဲ့ဘုံဌာနတွေကို ရောက်သွားနိုင်ပါတယ်။ပင်စာနာနိယကံထိုက်တယ်ဆိုတာက အပယ်လေးပုံမှာတပါဘဲမှမရောက်နိုင်ပါဘူးเนาะဒါကြောင့်မို့မိမိရဲ့ပြုလုပ်သမျှပြောဆိုသမျှကြံစည်သမျှတွေဟာအစအစအရာရာဂရုစိုက်ပြီးတော့မှလှုပ်တင်ပါတယ်ဒါကြောင့်မြတ်စွာဘုရားကအပမာရိဏတံပါရီထားတဲ့မမေ့မလေရောမပေါ်မဆာတော့တတိတရားနဲ့နေကြဆိုတာဒါကိုပြောတာဖြစ်ပါတယ်အားလုံးပဲကိုယ်စိတ်နှစ်ပါးကြမ်းမာချမ်းသာတော်မူကြပါစေ